မကွေးတိုင်းရေစကြိုနယ်မှာစောစုတက်ကပြည်သူတွေကိုတစားကန်ဖမ်းဆီးခေါ်ဆောင်ပြီးစစ်ကြောင်းတို့ကကျဲရနယ်အိမ်တွေကိုမီးရှို့ဖျက်ဆီးလို့ရွာလုံးကျွန်းနေပါမီးလောင်ဖျက်ဆီးသွားပြီလို့ဒေသခံတို့က MFP ကိုပြောပါရယ်ရေစကြိုမြို့အထိုင်တဲ့ချေလင်တရင်ခလာရ258ကနေခမန်းအင်အား200ခန့်ပါတဲ့စောစုတက်ဟာအေဗီလာ20ရက်ကလေးကရေစကြိုနယ်တောင်ဘက်ပခုတ်ကူရေစကြိုလမ်းတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောင်းတို့မှွေနောက်ကပြည်သူကနအူးကိုတစားကန်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခုချိန်ထိပြန်မလွတ်သေးဘူးလို့ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။စောစုစကြောင်းဟာပြည်သူတွေကိုဖမ်းဆီးခေါ်ဆောင်ပြီးကျူရွာနဲ့ဗလဘကျေးရွာတွေမှာညှာအိပ်ပြီးဗလဘနဲ့မထီးကျေးရွာကနေယူနေကိုမိရှုဖျက်ဆီးခဲ့တဲ့အတွက်ရွာလုံးကျွန်းနေပါမီးလောင်ဖျက်ဆီးခဲ့တယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်။အဲ့ဒီစောစုစကြောင်းဟာကျူရွာကျေးရွာမှာညှာအိပ်ပြီးအဲ့ဒီကျူရွာကျေးရွာကအမျိုးသားတအုပ်ကိုဖမ်းဆီးတပ်ပစ်ခဲ့တယ်လို့ သိရပြီးတော့အသေးစိတ်အခြေအနေကိုတော့မသိရသေးဘူးလို့ဆိုပါရယ်။အဲဒီစိုးစုစကြောင်းကြောင့်ကျူရွာဘလဘကျေးရွာနဲ့အနီးအနားကျေးရွာဆွဲရခန့်ကပြည်သူ9000ခန့်နေပါဟာနီးစက်ရတောတွေတဲကိုစစ်ပေးရှောင်ထွက်ပြေးနေကြပါရယ်။ဘလဘကျေးရွာမှာညှိရခဲ့တဲ့အဲဒီစိုးစုစကြောင်းဟာအေဘီလာ23ရက်ဒီကနေ့မှာရေစကြိုမြို့ဘက်ကိုနောက်ကျောင်းပြန်လှည့်လာနေပြီးပခုတ်ကူမြို့ကနေလဲစိုးစုကားတွေနဲ့အင်အားထပ်ပြေးလာတယ်လို့ဆိုပါရယ်။